ကိုယ်ခွေမှုတရဏဂုံဟာဘယ်မျိုးရှိတုံဆိုလို့ရှိရင်လောကိယတရဏဂုံနဲ့လောကုတ္တရတရဏဂုံလို့အခြေခံအားဖြင့်ဒီလိုနှစ်မျိုးမှတ်လောကိယတရဏဂုံဆိုတာအအနေနဲ့ဖရာပေါ်မှာယုံကြည်တဲ့တတ္ထာအဲ့ဒီယုံကြည်မှုကိုအခြေခံတဲ့တမ္မာဒိဋ္ဌိတတ္ထာနဲ့တမ္မာဒိဋ္ဌိ တတရဲ့တတကိုအခြေခံတဲ့တမာဒိဋ္ဌိရဲ့အဲ့ဒါကိုဒါလောကိယတရဏကမလလို့ခေါ်တယ်လောကုတ္တရကြတော့တစ္ဆာလေးပါးကို မြင်သွားပြီဖရာတရားတန်ခါပေါ်မှာဘယ်တော့မှမပြောင်းလဲတဲ့ယုံကြည်ကိုးကွယ်မှုကိုဒါလောကုတ္တရတရဏကုံလို့ခေါ်တယ်နော်လောကုတ္တရတရဏကုံလို့ခေါ်တယ် အဲ့ဒီမှာလောကီတရဏဂုံလောကုတ္တရာတက္ကရုံဆိုတဲ့အထဲမှာလောကီဒီလောကုတ္တရာတရဏဂုံဆိုတော့ခိုင်မြဲသွားပြီပေါ့တကယ့်ကိုဓမ္မစကုတရားမျက်စိရသွားတဲ့ပုဂ္ဂိုလ်တွေသောတာပန်တက္ကရဂနာယန္တာဖြစ်သွားပြီဆိုလို့ရှိရင်ဘယ်တော့မှမပြောင်းလဲတဲ့ပုဂ္ဂိုလ်ဒီပုထုဇဉ်နေလောကီတရဏဂုံဆိုတာတော့ပြောင်းလဲနိုင်တယ်အခုဘုရားဝါဒဖြစ်ပေမဲ့တောကြတခြားဘာသာဝင်ဖြစ်ခြင်းဖြစ်သွားနိုင်တယ် နော်ယုံကြည်ချက်တွေဟာပြောင်းလဲနိုင်တယ်ကိုယ့်ွယ်မှုတွေလည်းပြောင်းလဲနိုင်တယ်ပေါ့အဲ့ဒီမှာတရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်တရဏဂုံတီဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်1ကအတ္တတဏိယတနာ အတ္တတဏိယတနာဆိုမိမိကိုယ်ကိုဖရာတရားတန်ခါတို့အနှင်းခြင်းအာအတ္တနာဗုဒ္ဓသတ်နေရတေမိငါရဲ့ဘဝငါခန္ဓာကိုယ်ဖရာအအနှင်းပါတယ်လို့ဆိုရင်အတ္တတဏိယတနာကိုယ်ကိုယ်ကိုအနှင်းပြီးတော့ကိုယ်ွယ်တဲ့တရဏဂုံကိုအတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနတ္တ ပါဠိလိုတပရာယနာတာပရာယနာဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာဖះမှာတပါအာကိုရမရှိဘူးဖះကိုပဲအာကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနော တရားသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးတန်ခပရာယနောတန်ခသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးလို့ ဒီလိုစောင့်တည်တဲ့တရဏဂုံကြတော့တပ်ပရဏတာလို့ခေါ်တယ်။နောက်တစ်ခုကတိတ်တဘာဝုပကမကမဏတိတ်တဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပကမဏဆိုတာကဲ့ရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာ။နော်။ဖရာရဲ့တပြည့်ဘုသူရဲ့တပြည့်တုံးဆိုဖရာတပြည့်ဓမ္မဗုဒ္ဓရဲ့တပြည့်ဓမ္မရဲ့တပြည့်တန်ခါရဲ့တပြည့်ဆိုပြီးတော့တပြည့်အဖြစ်ခံယူတာ။ အဲ့တော့ဘုရားရဲ့တပည့်အဖြစ်ခံယူလိုက်တာဒါတိတ်တပါဥပကမ္မနာတရဏဂုံလို့ခေါ်တယ်။ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြားတဲ့ပိပ္ပလိပုံနာတထေကြီးကတိတ်တပါဥပကမ္မနာတရဏဂုံကိုစောင့်တည်ခဲ့တာသူပါ။အဟံဗုဒ္ဓတအန်တေဝတိကောငါဖရာရဲ့တပည့်ပဲဘယ်သူရဲ့တပည့်မှမခံဘူး။ ငါဆရာဖះပဲလို့ဒီလိုလက်ခံနောက်တစ်ခုကြတော့နောက်ဆုံးတစ်ခုကြတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသေးပေးတာတို့ဘယ်သူမှဘယ်ဖះကိုမှလက်အုပ်ချီခြင်းအယုသေးပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မတန်ခါကိုသာလည်းလက်ဥချီခြင်းယောတိပေးခြင်းရှ िख ိုးခြင်းလုပ်မယ်လို့ ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ခွေတာယုတ်သိပေးတာဒါပဏိပါတလို့ခေါ်တယ်အဲ့ဒီလိုပဏိပါတလုံးတဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာ ਨੇ ပတ်သက်ပြီးပြောမှာဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုယ်ခွေတယ်ဆိုတဲ့နေရာမှာလတ်လပ်ပါလိုခြင်းလို့ဖះကိုယ်ခွေတာလား ဆရာသမားဖြစ်လို့ဘုရားကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ဘုရားကိုကိုးကွယ်တာလားအေးမကိုးကွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ့်ကိုကဲ့ရှုပ်ချမှာမို့ကြောက်လို့ကိုးကွယ်တာလားဟောဒီလိုရှိတယ်အကယ်၍အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ခုံတော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှာတရဏဂုံတည်တယ်တဲ့ ော်တရဏဂုံယူပြီမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တဦးအနေနဲ့ကိုးခွယ်မှတရဏဂုံတီးတယ်အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကို ချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှိရင်ဒါတရဏဂုံမဟုတ်ဘူးကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးွယ်တယ်ဆိုတော့အမျိုးယိုးလိုက် မီယိုဖလာပေါ့အဲ့လိုမီယိုဖလာကိုးခွေရင်လည်းပဲတရဏကုံအစ်စ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးခွေလို့ရှိရင်လည်းပဲဟုတ်လားအာစရိယအနေနဲ့ကိုးခွေလို့ရှိရင်လည်းမရဘူးဘယကြောက်လို့မကိုးခွေရင် မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပန္တဆိုတဲ့ဒီကိုကိုကိုအလေးအမြတ်လက်အုပ်ချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကို ပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူဦးအနေနဲ့လုံမတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းကမှာဆိုထားတယ် တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียအောင်เนาะအဲ့ဒီလောကီတရဏဂုံဟာပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံနဲ့ဟိုပဏိပါဒတရဏဂုံဟာတရဏဂုံပြည့်ပြည့်ပြင်းပြင်းမဖြစ်ဖို့ရတဲ့အကြောင်းတရားတွေရှိတယ် တရဏဂုံရဲ့အရှိန်အဝါကိုကြဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာနာနားမလဲတာတစ်ခုမသိဘူးဘယ်လိုကိုးဝယ်ရမလဲဆိုတာမသိဘူးနော်တန်တရဟုံမဟုတ်ကလားဖះဆိုတာဟုံမဟုတ်ကလားဆိုရဲမယုံတယုံနဲ့ကိုးဝယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးဝယ်တာ အဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိုက်မယ်။ဒါကြောင့်မို့အတိညာလည်းရှိရမယ်၊တဏ္ဍာလည်းခင်းရမယ်၊မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ဖြစ်ဆုံးရမယ်၊မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ။အဲ့ဒီတရဏဂုံဟာဘယ်လိုအခါမှာပြတ်တတ်သလဲ။တရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလား။နတ်ရှိခိုးရင်ရောတရဏဂုံပြတ်သလားမပြတ်ဘူး။ အဲ့တော့ရှစ်ခိုးတယ်ဆိုတဲ့နေရာမှာကိုးကွယ်လို့ရှစ်ခိုးတာလားသို့မဟုတ်ကြောက်လို့ရှစ်ခိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမျက်ဆုံးပဲသူ့ရဲ့မျက်ထာမရှိဘူးတကိုးကြီးတယ်ဆိုပြီးတော့နတ်ကိုရှစ်ခိုးတယ်တကိုးကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုးကွယ်ပြီးတော့နတ်ကိုရှစ်ခိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှစ်ခိုးမယ် အဲ့ဒီလိုရည်ရွယ်ချက်တွေနဲ့ရှစ်ခိုးမယ်အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှစ်ခိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လဲရှိတယ်ပေါ့အပြစ်လဲရှိတယ်လို့ဒီလိုဆိုတယ်ဟောအဲတရဏဂုံကဘယ်ချိန်မှာ ပြတ်တတ်သေးတယ်လဲလို့ဆိုလို့ရှိရင်ဘုရားဘာသာဝင်တွေ တရကုံတော့ောက်တည်ထားတဲ့အသက်ရှိတယ်။သို့သောတေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါ။အဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးတေသွားလို့ပြတ်တာဟုတ်။ဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံသံဃာကုံသိနိုင်တဲ့စိတ်မှရှိမှမရှိတော့ဘူး။တရဏကမနာဆိုတဲ့စိတ်တုပ်ပတ်မရှိတော့မရှိသည့်အတွက်ကြောင့်တေလို့ရှိရင်တရဏဂုံပြတ်တယ်။ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်းနေတင်းနေဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ် တရကပြ်သွားလုပြန်တင်ပေးတ်ဆသိုသေတဲအပေါမာလူသေကောင်းကြီးကိုတရဏကုံတင်လို့ရတော့မရဘူးသူဆောက်တည်ထားတဲ့တရဏကုံဟာသူသေသွားရင်ပြက်သွားပြီမရှိတော့ဘူးဒီလိုဆိုလို့တယ်အဲ့တော့ဘေးကလူတွေကတရဏကုံတင်တာအဲ့ပြက်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်တရဏကုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တဲ့နာတရဏကုံတင်တယ်ဆိုတာသေတဲ့လူကိုတင်တာမဟုတ်ဘူး သူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုဖို့အတွက်ကြံရင်တဲ့ပုဂ္ဂိုလ်တွေကတရဏဂုံဆောက်တည်တယ်ငါးပါးသီလခံယူတယ်ပြီးတဲ့အခါအမြတမ်းပေးဝေတယ်ဒါပဲဖြစ်ရအဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောရအောင်အဲသေရင်တရဏဂုံပြတ်တယ်သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောဟောအပြစ်မရှိတဲ့ဟာအကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာက ပြစ်မရှိသည့်အတွက်ကြောင့်မကောင်းကျိုးမပေးနိုင်ခုနကမကောင်းကျိုးကိုပေးနိုင်တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးကွယ်လို့ဆိုလို့ရှိရင်တော့အပြစ်ရှိတယ်ပြက်လဲပြက်တယ်လို့ဒီလိုပြောရဒါတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียရလေးဒီတရဏဂုံပြက်မပြက်ကောင်းပြီတရဏဂုံကိုးကွယ်ထားတဲ့ပုဂ္ဂိုလ်ဟာ တရဏဂုံကိုစိတ်ကတ်ထားတဲ့ပုဂ္ဂိုလ်ဘုရားတရားတန်ခါယရဏသုံးပါးလို့ဆိုရဲတရဏကိုကိုယ်ဝယ်စိတ်ကတ်တဲ့ဥပဒကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံကိုယ်ဝယ်တဲ့အချိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့တုန်းဆိုလို့ရှိရင်ယသော်ဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ် တန်ခါကလည်းပဲတကယ်အာယုံပြုတ်လို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ဖရတရားတန်ခါကို ကိုယ်ွယ်စိတ်ကလို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစိဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန္တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည့်ရဲ့တရဏဂုံစိတ်ကတဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝိထုလေးတစ်ခုကိုကြည့် တီယိုနိုင်ငံမှာတကားတဦးကဗုဒ္ဓဘာသာ မဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းမလုပ်လဲလို့ဆိုလို့ရှိရင်တက္ကလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တယ်ရေလုံသားတဲ့နော်ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးချတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလားထင်တာပဲဒါသဘာဝပဲ ကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရိပ်မဲကြီးလို့တေဂဏိကြလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲအဲသူလည်းတေဂဏိကြတော့သူလှုပ်လာခဲ့တာငါးရီဖန်သက်ရောင်ချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအရိပ်မဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှင်ငရဲကြမှာတေချာနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆုံးခံရင်းနဲ့ ဲ့တခါကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆုံပြီးတော့ကြွသွားကြွသွားပြီးတော့သူ့ကိုအားပေးစကားပြောပြီးတော့အကိုရမဲ့ဖြစ်နေတဲ့အချိန်လေးမှာဟင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်စုံမလားဆိုပြီးတော့ဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိဆိုလာချပေးတာလိုက်စုံလိုက်တယ်သံဃံသရဏံကိစ္ဆာမိလည်းဆိုလိုက်ရောမေးကပြုတ်ကျသွားပြီရှာကလေးသွားတော့ ဆိုနိုင်တော့ငါးပါးသိလားအဲ့ဒါလို့ဆိုရင်နဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံတရဏံကိစ္စမိကိုအာကိုးပြီးတော့တေသွားတော့ဘာဖြစ်တုံဆိုငရဲကလွတ်ပြီးတော့သူကငရဲမရောက်တော့ပဲနဲ့ဘုံမဆုနဲ့သွားဖြစ်တယ်နတ်ဆိုတာလူလူမွေးနေရတာမဟုတ်ဘွားကနဲ့သွားဖြစ်တယ်အဲ့တော့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်အရှင်ဘုရားတဲ့သူဘုံမဆုနဲ့ဖြစ်တဲ့အကြောင်းပြောတယ် ရှင်ဘုရားက၅ဘာတိလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နှပ်ပြေတောင်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခံတရဏကိစ္ဆာမိရင် ဆုံးသက်သွားတာဆိုတော့ယန္တာကြီးကပြောတယ်မင်းမမဆိုနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမဆိုနိုင်တော့ဘူးအဲ့ဒါဒေဂန်ဒီမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဒီလိုကဲတင်နိုင်တယ်ဒါကြောင့်မို့တရဏလို့ခေါ်တာ အဲ့လိုကတင်ခဲ့တဲ့ဝတ္ထုဇာလန်းတွေဟာအများကြီးရှိတာပေါ့ဧကောမီဖယတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်ရအဖြစ် ကိုးကွယ်တဲ့ပုံကိုယ်တွေအမျိုးသားတွေကြတော့ဥပတကလို့ခေါ်တယ်ဥပတကလို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဥပတိကလို့ခေါ်တယ်ဗမာပြည်ကထုံးစံအတိုင်းမဆိုတာလေးထက်ခေါ်တယ်ဥပတိကမဒါယကဒါယိကမ မလို့ခေါ်တာတိဘက်လူမျိုးတွေရဲ့ထုံတန်းစင်လာပဲဗမာတွေကလည်းတိဘက်တို့ဗာမင်းအနယ်တွေဆိုတော့မထက်ခေါ်လို့ရှိတယ်နော်ဒါယကဒါယကမဟောမလေးပါနောက်ကဥပဒကဥပဒိကမအဲ့ဒါတိဘက်ဘာသာစကားမှလည်းအဲ့တိုင်းပဲနောက်ကမပါတယ်အလုံးကြားဘူးရမော်လားဗမာလူမျိုးတွေရဲ့ ဘယ်ဘယ်လူမျိုးကဗမာလူမျိုးတွေဆင်းသက်လာတယ်ဆိုတာတိဘက်တို့ဗာမင်းကနေဆက်စည်းသက်လာတယ်ဆိုတာတမိုင်းကြောင့်ဖတ်တဲ့လူတွေသိမှာပေါ့နော်အေးအဲ့ဒီလူဥပဒကဥပဒိကမဖြစ်လာလို့ရှိရင်ပြည့်စုံရမယ်လိုက်နိုင်ရမယ်ဟာဘာလဲလို့ဆိုငါးပါးသိလားငါးပါးသိလားလုံရမယ်တဲ့ဒါဗုဒ္ဓဘာသာဝင်နေအနေနဲ့ငါးပါးသိလားလုံရငါးပါးသိလားလုံမှာ တဲ့ပြည့်စုံတဲ့ဘုရားရဲ့ကိုယ်ကွယ်မှုပြည့်ပြည့်စုံစုံဖြစ်နိုင်မယ်တဲ့ပြီးတော့ငါးပါးသီလလုံယုံနေမကဘူးဘုရားကိုကိုယ်ကွယ်တဲ့အမျိုးသားအမျိုးသမီးတွေဟာရှိရမယ့်အင်္ဂါရတ္တိရှိသေးတယ်အဲ့ဒါတွေရှိပြီဆိုလို့ရှိရင်ဒါပြည့်ပြည့်စုံတယ်ပေါ့ယရနာလောက်ခေါ်နိုင်တယ်ယရနာဝင် ဖြစ်သွားတယ်ဥပဒကယရနာဥပတိကယရနာ ယရနာစံဝင်ယရနာအမျိုးသားအမျိုးသမီးဖြစ်ဖို့ရအတွက်ဘာတွေလိုအပ်လဲလို့ဆိုလို့ရှိရင်နံပါတ်၁ကဘုရားရဲ့ခုံကိုယုံကြည်ခြင်းဆိုတဲ့တတ်တာရှိရနံပါတ်၂က၅ပါးသီလဆိုတဲ့သီလကိုချင်တရားရှိရနံပါတ်၃ကဘာလဲလို့ဆိုရင်လောကီမင်္ဂလာတွေကိုမယုံအောင် ကောတုဟလမင်္ဂလာလို့ခေါ်တယ်လောကီမင်္ဂလာတွေကိုမယုံမဲနဲ့ကံကိုပဲယုံရမယ်လောကီမင်္ဂလာဆိုတာသိလားအခုကလူတွေပြောနေကြတာရှိတယ်လေဟေးပန်းသီးဖျားတင်လို့ရှင်ပန်းတတ်တယ်တဲ့မတင်ဘူးကြာပန်းလူလို့ကြာတယ်ပေါ့မြဲမြဲမအောင်ဘူးလို့အဲ့ဒါတွေဟာလောကီမင်္ဂလာတွေခေါ်တယ်နော်လောကီမင်္ဂလာတွေခေါ်တယ်အဲ့ဒါမျိုးတွေကိုမယုံရဘူးတဲ့ မြန်မြန်ကြီးပွားခြင်းတို့နေချင်းညာချင်းကြီးပွားခြင်းတို့ခြင်းမင်ဆိုင်တဲ့အကြံအောင်တို့ဂျန်ဆိုင်တဲ့နော်အလေးအဲ့ဒီလူဟာတွေကိုယုံကြည်နေမယ်ဆိုလို့ရှိရင် ဥပဒကပိပိသသာဥပဒကဥပဒကယေရနာ တော်ဝင်ဥပဒကမဖြစ်ဘူးတဲ့ကံကိုပဲယုံကြည်ရမယ်ကိုလုံးထာကောင်းတဲ့ကံလားကုသိုလ်လားအကုသိုလ်လားဒါပဲသိရမယ် အဲ့ဒီမင်္ဂလာတွေကိုကောတုဟလမင်္ဂလာလို့ခေါ်တယ်ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟုံနှုံတို့ဒီဟာဟုံနှုံတို့အေးဘုရားဘာသာဝင်တွေတချို့များကြီးသေးတယ်နော် ကြီးပွားခြင်းတော့မလုပ်တော့ဆိုကြီးကိုကြီးသွားပြီးဗီးဗီးဆင်ရတာနဲ့တေးသေးဆိုင်ရင်တေးမှဆုလို့လားမသိဘူးနော်အဲ့တော့ကြီးကိုကြီးတို့ဘာတို့ညာတို့နဲ့အဲ့ဒီမှာအဲဆွဲတော်တောင်မှပဲလေးစုတရက်တည်းဖူးရင်ဘာဖြစ်မယ်ညာဖြစ်မယ်နော် မျိုးကိုဆုံးနေတာပဲကြိုက်သီးရောလဲကိုးကောက်တက်ရင်သုံးကောက်တက်ရင်တချမ်းသာတယ်တဲ့ဟောအထမ်းသမားတွေကိုးကောက်ပဲကတော့မှာနော်ခုလဲထမ်းနေရတော့မှသူတို့အများရန်ထမ်းနေပဲအဲ့ဒါလို့တောင်မစင်စားနိုင်အောင်ဖြစ်နေကြဒါတွေကအဓိကမဟုတ်ဘူးဆိုတာဟိုဒါလက်တွေ့မကြတာတွေကိုလောကလူတွေကယုံကြတယ်အဲ့ဒါတွေကိုမယုံဘူးကအမှန်တမ်းအရေးကြီးတယ် ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကုသကောင်းမှု လုပ်ပြီးတကယ်ကိုကောင်းကျိုးချမ်းသာရဖို့လုပ်ပြီးဆိုရင်ဘုရားသာသနာကိုပဲလှုပ်တယ်လှုပ်ပြီးဆိုလဲဒီသာသနာကိုပဲဥတည်တယ်ဂျန်တဲ့နေရာမလှုပ်ဘူးလို့ပြောတာမဟုတ်ဘူးအဓိကထားပြီးတော့လှုပ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒါဘုရားရဲ့တပြည့်ဥပဒကဥပတိကမှတောင်းဝင်ယရနာတွေဖြစ်လာနိုင်တယ်တဲ့ ကောင်းပြီငါဘသီလလည်းပြည့်စုံတယ်အခုလိုတော်ဝင်ဖြစ်စင်နိုင်တဲ့အင်္ဂါရတဲ့နဲ့လည်းပြည့်စုံတယ်ဘုရားဘာသာဝင်နေအယောင်းဝယ်မလောက်ရတာ၅မျိုးရှိတယ်။ဒါမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း1500ကနေပြောခဲ့တဲ့ဟောခဲ့တဲ့တရားဘုရားဘာသာဝင်နေဟာအယောင်းဝယ်မလောက်တင်ဘူးမလောက်ရဘူးလို့မလောက်တင်ဘူးလို့မြတ်စွာဘုရားဟောခဲ့တယ်။ပါရီလဲလို့ဆိုလို့ရှိရင် တတ္ထဝနေစာလက်နဲ့အယောင်းဝယ်မလို့ရလက်နဲ့ဆိုတဲ့နေရာမှာလူတတ်တဲ့လက်နဲ့လူကိုသေစေတတ်တဲ့လူတတ်လက်နဲ့တည်းအယောင်းဝယ်မလို့ရဘူးတဲ့ဘုရားမသားဝင်ရသဗျာဥပဒကဆိုရင်နော်တတ္ထဝနေစာလက်နဲ့အယောင်းဝယ် trade on weapons trade on weapons အဲ့ဒီပေါ်မှာအယောင်းဝယ်မလို့ရနောက်တစ်ခုကတတ္တဝနေစာ လူတတဝါအယောင်းဝယ်မလုပ်ရဘူးလေအခုလူကုန်ကူးတယ်ဆိုတာနော်မြတ်စွာဘုရားဟိုရှေးတုန်းကနေက2500တဲ့ဟောခဲ့တာအခုလူကုန်ကူးနေတာတွေကြီးကျယ်ဖြစ်နေတယ်ကမ္ဘာမှာအဲ့ဒါလို့လူတွေကိုရောင်းစားတာမျိုးမလုပ်ရဘူးတဲ့ကြွန်ဖြစ်ခိုင်းမှုအရာရောင်းစားတာတွေဒီကနေ့ခေတ်ဟာဒီနာမည်နဲ့လူကုန်ကူးတယ်ဆိုတဲ့နာမည်နဲ့ပြောနေကြတာတကယ်ကတော့ကြွန်ဖြစ်ရောင်းစားတာပဲဘာမှမထူဘူးလူလူချင်းအဲ့တော့ တတဝနေဆာလူကိုအယောင်းဝယ်မလုပ်ရဘူးတဲ့နော်လူကုံမကူရဘူးစာထဲမှာတကယ်ပါတာနော်ဒါဘုရားဝါဒဝင်ဖြစ်လာလို့ရှင်တတဝနေဆာလူတရဝါတွေကိုကုံကူတာမလုပ်ရဘူးတဲ့နောက်တစ်ခုကမန်တဝနေဆာအသာတတ်ပြီးတော့ရောင်းတဲ့ဟာမျိုးမလုပ်ရဘူးဆိုလိုတာကအသာတတ်လိုင်စင်မဆွဲနဲ့အဲ့ဒါနဲ့အယောင်းဝယ်မလုပ်နဲ့လို့ပြောတာနော် အဲ့ဒါမျိုးနဲ့အစည်းဝါမရှာသင့်ဘူးနောက်တစ်ခါကမှတော့ဆိုမစ္ဆဝနိစ္စဒီမူရစေဝါအယောင်းဝယ်မလို့ပါကိမျိုးစောပြပြင်းညာခဲတာတွေလောကမှာတကယ်ဟုတ်တာနော်မူရစေဝါမောင်ကိုကူကူတာဆိုတချို့နိုင်ငံတွေကတေတံပေးတာလေ capital punishment တေတံပေးတာဒီနားနိုင်ငံတွေမှာဆိုမလေးရှားတို့စင်ကာပူတို့ဆိုရင်အဲမူရစေဝါမောင်ကိုကူတဲ့လူကတေတံပေးတာ တို့နိုင်ငံဗီဇာယူလို့ရှိရင်စာကြီးကိုရေးထည့်ထားတာဘုရင်စေဘာမလုံးနဲ့သေးတယ်ပေးလိုက်မယ်ဆိုတာဒါလည်းလှုပ်တာပဲလှုပ်တဲ့လူကတော့အဲ့တော့မြတ်စွာဘုရားကဘုရားရဲ့ဥပဒကတွေဟာမစ္ဆဝန္ဒိစာတေရဲ့အကြောင်းဝင် မလုံးရဘူးတဲ့ဘုရင်စေဘာအကြောင်းဝင်မလုံးရဘူးတဲ့နောက်တစ်ခုကဘာလို့ဆိုတတ္တဝါတွေကိုသိစေတတ်တဲ့အစိတ် အယောင်းဝယ်မလို့ရဘူးဝိတဝနေစာတဲ့အစိတ်အယောင်းဝယ်မလို့ရဘူးဟောအဲ့ဒါဘုရားဘာသာဝင်นี่မလုတ်တဲ့နဲ့မလုတ်ရမဲ့ကုံသွဲမှု၅မျိုးတဲ့နော်လက်နဲ့ကုံသွဲမှုလူတရဝါလူကုံကူးမှုလူကုံကူးမှုအသက်လိုင်းစင်နဲ့စီးပွားရှာမှုနော်မူရစေဝါကုံကူးမှု အစိတ်တတ္တဝါတွေကိုသိစေနိုင်တဲ့အစိတ်တွေကုန်ကူးမှုအဲ့ဒါတွေဟာရှောင်ရမယ်လို့ဒီလိုမြတ်စွာဘုရားဟောထားတာတွေတုတ်တန်တွေထဲမှာရှိပါတယ်။ဒါကြောင့်မို့လို့ဒီကနေ့ဘာသာတရားနဲ့ကိုယ်ကွယ်မှုတရဏဂုံဆိုတာအတော်လေးအထက်ကရာကျမ်းထဲကထုံထုပ်ပြီးတော့ဘုန်းကြီးတို့အားလုံးသိရှိအောင်လို့ ေါ်ကြထားခေါ်ကြခြင်းဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိတ္တပေါင်းတို့ဖရာတရားတန်ခါလို့ဆိုရဲယရဏသုံးပါလောကမှာပေါ်ပေါက်လိုက်တဲ့ဘာသာတရားကြီးတွေထဲမှာဖရာတရားတန်ခါလို့ဆိုရဲယရဏသုံးပါကိုကိုးကွယ်ရတဲ့ဆိုတာဘယ်လိုယုံကြည်ခြင်းနဲ့ကိုးကွယ်တယ်ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်နော်ဘယ်လိုပျက်စီးနိုင်တယ်ဆိုတာတွေဒါတွေကိုသိရှိနားလည်ပြီးတော့ဆောင်းနေတာဆောင်းရှောင်းနေတာရှောင်းပြီးတော့ ိမိတို့ရဲ့ဘဝဟာကောင်းအောင်တဘဝတဲ့တဘဝတာလွန်ကောင်းမွန်တဲ့ဘဝတစ်ခုကိုရပြီးနောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာထိအောင်မျက်မှောက်ပြုနိုင်အောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကြင်ကြံကြိုးကုပ်အထောက်တော်မူနိုင်ကြပါစေကုန်သတည်း